ဆေးအုပ်စုပြုလုပ်မဲ့ရွေးကောက်ပွဲကိုအာဆီယံကလေးလောက်ဆောက်ကြည့်သူစေလွတ်နိုင်ချင်နေတယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကအော်တိုဘာလ23ရက်နေ့မှာပြောဆိုခဲ့ပါတယ်မြန်မာစစ်ကောင်စီထိန်းချုပ်ထားတဲ့ Global New Life of Myanmar တင်းစာရဲ့ပြီးခဲ့တဲ့အပတ်တောက်ကြနေဖော်ပြချက်မှာတော့မလေးရှားအစိုးရဟာရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူတွေစိတ်လွတ်ဖို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးမိုဟာမက်ခါဆန်ကကတိပြုခဲ့တယ်လို့အရေးတာခဲ့ပါတယ်။ မြန်မာစစ်ကောင်စီရဲ့အဲ့ဒီထုတ်ပြန်ချက်ပေါ်တည်င်းထောက်တွေကမလေးရှားနိုင်ငံခြားရေးဝန်ကြီးကိုမေးမြန်းရမှာတော့ရွေးကောက်ပွဲလေးလာဆောင်ကြည့်သူတွေစိတ်လွတ်မဲ့ကိစ္စဖြစ်နိုင်ချေနေတယ်လို့ဖြေဆိုတော့ခဲ့တာပါမလေးရှားအစိုးရအနေနဲ့မြန်မာစစ်အုပ်စုရဲ့အထုအယောင်ရွေးကောက်ပွဲကိုထောက်ခံနေတာဟုတ်မဟုတ်ရှင်းလင်းပေးရမယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်းတူဦးနဲ့လွှတ်တော်အမတ်တူဦးကတောင်းဆိုခဲ့ပါသေးတယ်။ မြန်မာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူတွေစိတ်လွတ်ဖို့သဘောတူတာဟာပြည်သူလူထုအပေါ်ရက်ဆက်ကြမ်းကြုတ်မှုတွေမျိုးစွာကျူးလွန်နေတဲ့မြန်မာစစ်အုပ်စုကိုထောက်ခံမှုပေးရရောက်တယ်လို့လည်းဝေဖန်မှုတွေရှိနေပါတယ်။မြန်မာစစ်ကောင်မရှင်ဘက်ကတော့ရွေးကောက်ပွဲကိုလေးလာဆောင်ကြည့်သူတွေဆေလွတ်ပေးဖို့အာဆီယံကိုအကူအညီတောင်းထားပါဗျ။အဲဒီလိုအကူအညီတောင်းတာနဲ့ပတ်သက်လို့အခုလအာဆီယံထိပ်သီးဆွေးနွေးပွဲမှာဆွေးနွေးဆုံးဖြတ်သွားဖို့ရှိတယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကအောက်တိုဘာလ10ရက်နေ့မှာထုတ်ပြန်ထားပါဗျ။